ရန်ကုန်တိုင်းဒေသကြီးဒီကုံမြို့တက်တောင်ပိုင်းမှာဖန်ဆီးရမိတယ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရစ်ဈေးဝါတွေဟာဝပြည့်သွေးစီညညရဲ့တက်ယူရဲလူအစီနဲ့အရခတက်တော်အေအေတို့ပါဝင်ပတ်သက်နေတယ်လို့စက်ကောင်စီကထုတ်ပြန်ထားပါတယ်စက်ကောင်စီရဲ့မူရစေဝါလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ CCDAC မြန်မာကမတ်လ16ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပြီးအဲ့ဒီတည်းမှာအေအေရဲ့တပ်ဖွဲ့ဝင်တအူးနဲ့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့ကဒေသခံတဦးလဲပါဝင်နေတယ်လို့ဆိုထားပါဗျ။ဒီအပေါ်မှာအေးအေးပြောခွင့်ရခိုင်သူခါကစကောင်စီရဲ့နိုင်ငံရေးရထုံးနှက်တိုက်ခိုက်မှုမျိုးသာဖြစ်တယ်လို့အေယာဝရီကိုပြောပါဗျ။ဒီစစ်ကောင်စီဟာသူ့ရဲ့ဒီတပ်ရင်းတပ်မဒီ viewer စခန်းတွေဟိုနေမြေတွေတခုပြီးတခု ဆုံးရှုံးလာတဲ့အချိန်မျိုးမှာဒီနေမြေထင်းရှုံးမှုကြေပြန့်လာတဲ့ ULAA ကို ဟိုကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်းနောက်ဒီဘေးပတ်ဝန်းကျင်နိုင်ငံတွေကဟိုအတိမပြုပြီးတော့ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ဒီရှင်ကိတ်ပြီးတော့မှဟိုဒီလိုအာဒီနိုင်ငံရေးအာအောက်လုံးတွေဒီနိုင်ငံရေးအောက်လန်းကြီးတွေတုံးပြီးတော့ဟိုတိုက်ကွဲဖော်လာတာသာဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဟိုဒီကိစ္စကကျွန်တော်တို့နဲ့ဘာမှဆက်ဆက်ပတ်သက်မှုမရှိပါဘူး။ ဟိုသူတို့ဆွတ်ဆွေရှက်ထင်းမှာဖော်ပြထားတဲ့ဟိုနာမည်တွေကိုလည်းပဲအာကျွန်တော်တို့မသိပါဘူး မတ်လ6ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်းမြို့နယ်144ရပ်ကွက်ကကိုရောင်ကိုဝင်ရောက်ရှာဖွေတဲ့အချိန် Ice Math Amphetamine တတသမနှစ်တန်းကိုရင်းလင်းစီးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားတာပါ။အဲ့ဒီမူရဲ့စေဝါတွေကို AAS စေဝါရဲ့တာဝန်ခံ ကိုရဲဝင်းခေါ်ကျော်စိုးလင်းနဲ့ဇနီးဖြစ်သူမတ်တီရာမြင့်တို့အပါအဝင်ဘွားကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်နေကိုတမဝင်းတို့ရဲ့အစီအမံနဲ့ရောင်းဝယ်နေတာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကတော့ဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတမန်ဝန်ဆိုတဲ့သူမရှိဘူးလို့အေယာဝရီကိုပြောပါတယ်စစ်ကောင်စီဟာအခုလိုမူရစေဝါဖမ်းဆီးရမယ့်မှုတွေနဲ့ပတ်သက်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်ပတ်သက်တယ်လို့မကြာခဏသတင်းထုတ်ပြန်လေးရှိတာပါအိုစစ်ကောင်စီဘက်ကဒီအာဒီလိုမျိုး ULAA အပေါ်မှာဒီမတရားအာဆက်ဆွေ လာတာကတော့အခုတကြိမ်သေးမဟုတ်ပါဘူးအရင်တုန်းကလည်းပဲသူတို့ဒီအာတောက်ချောင်းနေပြီးတော့မှအခြေအမြင့်မရှိအာဆွတ်ဆွေးနေခဲ့တာဖြစ်ပါတယ်။အိုမြမပြီးမှဒီမူရီစေဝါကို ထိန်းချုပ်လောက်ကင်နေတာကဒီအကျင်းပြဲဒီ SAC အာထဲကဒီစစ်ဘုံချုပ်ကြီးတွေနဲ့ဒီသူရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒီပြည်သူစစ်အဖွဲ့တွေပဲဖြစ်ပါတယ်။ဆိုတော့မြမပြီးမှဒီမကောင်းမှုဒုစရိုက်ဟုသမျှကို ဟိုစစ်ကောင်စီကထိန်းချုပ်ထားတဲ့နေရာတွေမှာဟောသူတို့ဒီစစ်ကောင်စီကဗိုလ်ချုပ်ကြီးတွေကဒီထိန်းချုပ်လောက်ကင်နေကြတာပဲဖြစ်ပါတယ်2016ခုနှစ်ကနေ2024ခုနှစ် match လာအထိအေအေနဲ့ဆက်ဆက်တဲ့မူရင်စည်းဝါဖန်ဆီးရရှိမှုတွေကကိုးကျင်ရှိခဲ့တယ်လို့စက္ကစီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက2024ခုနှစ်ဇွန်လမှာဝါရက်ပြည့်မီဒီယာတွေကိုပြောဆိုခဲ့ပူပါတယ်